လာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နောက်ခတ်အစီအစဉ်ရင်2025ဇွန်လ18ရက်ဗုဒ္ဓဦးနေ့အတွက်ဆောင်းရန်ဆောင်းရန်ဆောင်းရရမယ်နောက်ခတ်ချိန်ကာလကိုအစီအစဉ်တစ်ဆက်သူကျွန်မရွှေရွအောင်နဲ့မနှင်းပိုင်အင်တို့မှာစီစဉ်တစ်ဆက်ပေးသွားမှာဖြစ်ပါရရှင် 2025ဇွန်လ18ရက်နေ့ဗုဒ္ဓဦးနေ့အတွက်ဗုဒ္ဓဦးသတ္တမိများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းကျိုးနဂတ်9ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရဲ့တွေဆောင်ရွက်ရမယ့်နဂတ်အချိန်ကာလများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ည10:20မိနစ်မှည10:40မိနစ်အတွင်းမှာဆိုရင်တော့ဖုံးကန်ကြီးမြင့်တဲ့လုပ်ငန်းများလုပ်ကင်နိုင်တဲ့ drone နက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ အင်္ဂါနေ့ညတကောင်ကျော်ပြီးပုံတဲ့ဦးနေ့အကူနနက်12:34မိနစ်မှနနက်12:54မိနစ်အတွင်းမှာဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တရီကိစ္စတွေကောင်းမွန်နိုင်တဲ့ဆုံးနှက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်အင်္ဂါနေ့ညတကောင်ကျော်ပြီးဗုဒ္ဓဦးနေ့အကူနနက်12:02မိနစ်မှနနက်12:22မိနစ်အတွင်းမှဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုလောက်ကင်မှာကအောင်မြင်မှုရရှိနိုင်ပြီးကန်စာတာအထွတ်အထိပ်ရောက်ရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ အင်္ဂါနေ့ညတကောင်ကျော်ပြီးဗုဒ္ဓဦးနေ့အခုနက်နက်12:33မိနစ်မှနက်နက်12:33မိနစ်အတွင်းမှဆိုရင်တော့ရာဒူဩဇာအနာကန်နေ့ကြီးမြင့်နိုင်တဲ့ထိပြုနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ညနေ6:41မိနစ်မှညာ 9နာရီ10မိနစ်အတွင်းမှာဆိုရင်တော့အိမ်ချမ်းမြေရင်အယောင်းဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ပြူနက်ကကြေကျောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်10နာရီ28မိနစ်မှာနနက်10နာရီ48မိနစ်အတွင်းမှာဆိုရင်တော့ငွေကြေးရွှေငွေရတနာထီကန်ဆန်မှုကံနေကောင်းမွန်နိုင်တဲ့ရတနာနက်ခတ်ကိန်းကျောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်8နာရီ25မိနစ်မှာနနက်8နာရီ45မိနစ်အတွင်းမှာဆိုရင်တော့သာသမီရတနာတွေထုံးကားရရှိနိုင်တဲ့တန်နေနက်ခတ်ကိန်းကျောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။ ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်ဗုဒ္ဓဦးနေသားသမီးများအပေါ်ပုံမထိရောက်နိုင်တဲ့ဆိုရက်နှခတ်နဲ့ပတ်သက်တဲ့နှခတ်ချိန်ကာလကိုတင်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်။နေ့လယ်တနာရီ22မိနစ်မှနေ့လယ်တနာရီ41မိနစ်အချိန်တွင်းမှဆိုရင်ဖြင့်ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ ညနေ4:33မိနစ်မှာညနေ4:33မိနစ်ချိန်တွင်းရဆိုရင်ဖြင့်အမှုခင်းပြဿနာ စိတ်ပူပန်သောကတွေဖြစ်စေနိုင်တဲ့တောကနှက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။နနက်3:00မိနစ်မှာနနက်3:22မိနစ်ချိန်တွင်းရဆိုရင်ဖြင့်ဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့ဆယ်ရိုင်နှက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ နေ့လယ်7:30မိနစ်မှနေ့လယ်7:50မိနစ်အချိန်တွင်အစီအဖြစ်မိတ်ဆွေတင်ကားရီဆုံးရှုံးပျက်စီးမှုကိုဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။နနက်7:34မိနစ်မှနနက်7:54မိနစ်အချိန်တွင်အစီအဖြစ်အလုံစည်းပွားထိခိုက်ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဘင်ကားနက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချင်းကားရီအစဉ်ဖြင့်ဗုဒ္ဓုံနေသားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့နက္ခတ်ချင်းကားရီပဲဖြစ်ပါရဲ့ရှင်။ ဒီနောက်ခိုက်ချိန်ခါတွေကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကိုမအသေးစိတ်ကိုရိုင်းတွက်ချက်ပေးထားတာဖြစ်ပါတယ်ရှင်သမီးတို့ရဲ့ယနေ့နောက်ခိုက်စီစဉ်ကိုကြည့်ရှုအပ်ပေးကြရတယ်